MSP သူဆိုင်ထက်ကသူစူးစားတယ်။ तू ကဒီသပင်ကိုသူတော်တော်ကိုဝါသနာပါလို့ပြောရမှာပေါ့နော်။အဲကားလိုက်ရင်သူမှာ talent ရှိတယ်သူစူးစမ်းရတယ်မတန့်ရင်လည်းတေချာလိုက်ပြီးတော့လေ့လာရတယ်အခုဆိုရင်နှစ်ပါးသွားမှာအခုရဲ့နှစ်ပါးသွားမှာဆိုလည်းသူ့ကိုထည့်ကတာတယ်သူ့ကိုတီးတန့်လည်းအထွက်နေနဲ့သူ့ကိုပေးထားတယ် MSP တပွဲကင်းကတော့ကျွန်တော်တို့ မြေရန်ကျင်းပနေကြပါ။အဲ့တော့ဒီနေ့တော့ပို့ပြီးထူကြတာတော့သဘင်ရုပ်ရှင်ဂီတကျွန်တော်ပွဲကြီးမှာတစောင်းတိုင်းပွဲတော်ကြီးမှာကျွန်တော်တို့ဖြောပြရတာเนาะအရင်ပဲပြောရှင်းစရာကောင်းတော့တကယ်ပွဲကြီးအတိုင်းဟိုမှာကျွန်တော်တို့ဇက်ပွဲမှာကြည့်ရတဲ့အတိုင်းကိုကျွန်တော်တို့ဟိုတယ်ကြီးမှာเนาะခိုင်ခန့်တဲ့ရေဗီဒီယိုဟိုတယ်မှာကျွန်တော်တို့ ခန်းကန္နနာရဲ့အပြင်မှာလည်းတော့မုတ်မုတ်တွေတော့ရောကစားရအကုန်လုံးစီစဉ်ထားပါတယ်ကြည့်ရတာလည်းတကယ်ကိုခန်းကန္နနာ setting တွေရောကျွန်တော် media state တွေနောက်ပြီးတော့အဆကျွန်တော်တို့တပင်ရုပ်ရှင်ကိတာပူပေါင်းပါဝင်ဖွပြနေဆက်တဲ့ဒဇောင်းတိုင်းပွဲတော်ကြီးမှာပွဲခင်းကိုကျွန်တော်တို့လာစဉ်လာစဉ်တိုင်းကျွန်တော်တို့တင်ဆက်ဖို့တယ်အများကြီးစီစဉ်နောက်ပွဲတွေပွဲတွေလည်းရှိပါတယ်အဲ့ဒီကြောင့်အခုဒီနေ့မှဆိုလေကျွန်တော်တို့တပင်ပိုင်းရောကျွန်တော်ပဲတာဝန်ယူထားပြီပေါ့နော်အကုန်လုံးတပင်ကနေပြီးတော့ကျွန်တော်တာဝန်ယူပြီးတော့အဲအကတွေ story ဘိုင်းဒီ presentation ဘိုင်းတွေအကုန်လုံးကျွန်တော်တာဝန်ယူပြီးတင်ဆက်ပေးထားပါတယ် တို့တော့ရုပ်ရှင်ပိုင်းမှာဆိုလို့ရှိရင်လေရေစော်ဆိုင်ထက်ပါမယ်အဲအဲပြီးတော့ဟိုကိုထွန်းတုံးတို့နော်ကိုကျော်ကျော်ဘိုးတို့ဘာအောင်မယ်ဗျနော်နော်နိုရာတို့ဂီတာပိုင်းမှာတို့နိုရာတို့တစင်ထူးမြင်းတို့နော်ယူရှင်ပါပါအောင်မယ်အဲ့တော့ကျွန်တော်တို့သဘင်ရုပ်ရှင်ဂီတာပူအောင်ဖြော်ပြရတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်အမတန်မှပျော်စရာကောင်းသောပွဲလေးဖြစ်မယ်ပြည်သက်တွေလည်းအဲကြိုက်နေတတ်မဲ့ပွဲတစ်ခုလို့လည်းထင်ပါတယ်ဘာလို့လဲဆိုတော့တစောင်းနိုင်ပွဲတော်ယူမှာတစောင်းနိုင်ရဲ့ themes လေးပေါအောင်ကျွန်တော်တင်ဆက်ထားပါတယ်ပွဲခင်းမှုလာရောက်ကြည့်ရပြည်သက်တည်းဟိုသိရှိနိုင်မှာဖြစ်ပါတယ်ဟုတ်အော် social tech ကသူစူးစမ်းတယ်သူကဒီသဘင်ကိုသူတော်တော်ကိုဝါသနာပါလို့ပြောရမှာပေါ့နော်အဲကလာရင်သူမှာ talent ရှိတယ်သူစူးစမ်းတယ်မတန်ရင်လည်းတေချာလိုက်ပြီးတော့လေ့လာတယ်အခုဆိုရင်နှစ်ပါးသွားမှာအခုရဲ့နှစ်ပါးသွားမှာဆိုလည်းသူ့ကိုထက်ကတာတယ်သူ့ကိုတီးတန့်လည်းအထွက်နေနဲ့သူ့ကိုပေးထားတယ်တေချာလေးလည်းသူ့ကိုအဲ့ဒီအကလေးကိုလည်း ဟိုဖြစ်ကဆန်မကခိုင်းမနေတိတိချာကိုအဲမြန်မာမှုအကလေးကိုမှအဲတကယ်ကိုအစ်စ်ကရဲ့ယောက်ျားလေးအစ်စ်ကရဲ့ပုံစံလေးနောက်ပြီးပေါ့ပေါ့ပါပါကရဲ့ပုံစံလေးနဲ့ရောရှက်ပြီးတော့အဲရမင်းသမီးလေးတွေနဲ့ရောရှက်ပြီးတော့တီချာလေး presentation လုပ်ပြီးတော့တင်ဆက်ပေးထားတယ်။ "तू ကရုပ်ရှင် model ဒီဘက် line ကလာရဆိုပေမဲ့ဒီသဘင်ကို तू ဝါသနာပါတယ်"သူစိတ်ဝင်စားရတဲ့အတွက်လေအခုသဘင်အမှုပညာရှင်တယောက်နဲ့ဝန်တာ PD ဖြစ်ရပါတယ်လက်ကမ်းကျူဆိုပါတယ်ဒီကလေးဒီအာ အောင်မြင်ကြောကြောင်းမယ်လို့လည်းပြောချင်ပါတယ်အဲ့လိုစူးစမ်းတဲ့ကလေးလေးတွေလည်းနောက်ထပ်အများကြီးပေါ်ထွက်ပါစေလို့ကျွန်တော်ပြောချင်ပါတယ်အာအားရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီစီစဉ်မှာဆိုလို့ရင်ဇော်ဆိုင်တဲ့သူအများကြီးပါမယ်ဗျအဲပါမယ်ဆိုတာကဒီအကိုနှစ်ပါးသွားမှာပါမယ် main ကတော့ဒီပွင့်ရင်းတစ်ခုလုံးဆိုပွင့်ရင်းဆိုတဲ့နှစ်ပါးသွား main ပဲလေ main အချုပ်ကပွင့်ခင်ပဲကျန်တဲ့ဟာတွေကတော့ကျွန်တော် breather ဆန်သွားတယ်ပေါ့နော် breather တွေဟိုဒီဟိုအကတွေပါမယ်အဆိုးတွေပါမယ်နောက်တေးသီယုတ်ဖော်တွေပါမယ် opera ဆန်ဆန်လေးတွေ opera မှာဆိုလဲစိန်မာသဘင်ရဲ့ အခုကပေါ်ခင်းပါကိုစိန်မာသမင်းဟာရေဟိုတင်ဆက်တာစိန်မာသမင်းရဲ့ဒီဟိုဘောနော်ဒီ break ရအော်ပရာကြီးမှာဟိုတင်ဆက်မယ်ပေါ့ break ရအော်ပရာကြီးကိုအဲဆိုဆိုင်တက်ကို break ရမင်းသားလေးအတွင်နဲ့သူမြင်တွေ့ရမယ်အဲ့တော့မင်းသားအတွင်လေးလေးနဲ့မြင်တွေ့ရမယ်အဲ့အဲ့လေးကိုကိုတင်ဆက်ထားတယ်အဲ့တော့ဟိုပြောချင်တာကဇော်ဆိုင်တက်ကသူကစူးစမ်းမှုကတော့ပြောပြောရနေစမ်းမလို့ပေါ့ကျွန်တော်အကိုတို့ဘန်ကောက်သွားတော့ကလည်းသူတို့ပါတယ်အခုဒီပေါ်မှာလည်းသူတို့ခေါ်ထားတယ်အဲနောက် ကျန်တဲ့ဘိုင်းလေးမှာသူနဲ့ဆက်လုပ်ဆရာဘိုင်းလေးတွေရှိပါသေးတယ်ဟုတ်နှစ်ပါးဟောပေါ့နော်ဇက်တစ်ခုမှာနှစ်ပါးသွားနှစ်ပါးမပိုင်ချားဟာတဲ့နှစ်ပါးကမကလို့မြောက်ခေါင်းဆောင်မင်းသားပါပြီဆိုရင်နှစ်ပါးသွားထွက်ကိုထွက်ရတယ်မထွက်လို့မရဘာဖြစ်ဆိုတော့နှစ်ပါးသွားမှာဘာရှောင်းရရှောင်းရလို့လဲဆိုတော့အမ်မင်းသားမှန်ရင်ခုနလိုပေါ့အထွက်ကြီးထွက်ကိုထွက်ရဆိုးဆိုးရတယ်နှစ်ပါးအထွက်ကြီးပေါ့အဲအဲ့ဆိုပြီးရနဲ့ခွန်းတောက်ဆိုတက်ရတယ်မင်းသားမှာပြီးရင်ခွန်းတောက်ပြီးရင်မင်းဟိုမိတ်ဆက်တက်ရတယ်မင်းသမီးအခေါ်အပြောတွေလုတ်တက်ရတယ်ပြီးရင် နပားပေါ်မှာဒီပေါ်မှာရှိနေလူတွေအားလုံးရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံတွေအားအကုန်လုံးသူတို့ကိုတင် जा ပို့ချပေးရတယ်ပြီးတော့ညာစီးပဲမင်းသမီးမှာညာစီးပဲစီးမှာဆိုအဲ့လိုရှိတယ်ညာစီးစီမင်းမိန်းကလေးစီခေါင်းဆောင်ထိုင်ရတယ်ပဲစီးစီဒုတိယမင်းသမီးထိုင်ရတယ်တို့တူပဲယောက်ျားလေးခေါင်းဆောင်မင်းသားကြီးပရိသတ်ရဲ့ဒီလိုကြည့်လိုက်ရှင်ညာဘက်မှာနေရတယ်လက်ထောက်တွေဒီဟိုဘက်အဲ့လိုအဲ့လိုတွေခေါ်ပြီးတော့ ဆိုပြီးလို့ရှိရင်ခေါင်းနောက်ပါညာမင်းသားကောင်းဆောင်မင်းသားထွက်လာလို့ရှိရင်ခေါင်းနောက်ဆိုတက်ရမယ်နေကြီးဆိုတက်ရမယ်တတ်တက်ရမယ်အဲအခုနောက်ပိုင်းတော့ဟိုလိုက်လို့ကြာတယ်အခုရင်တော့အဲ့လိုမျိုးမရှိဘူးအထွက်ကိုထွက်ပြန်တယ်တန်းပြီးတော့ဒီလိုဝက်လက်ပါတယ်အခုတော့နောက်ပိုင်းတော့ဖေးချပါတော့အဲအထွက်တွေထွက်တယ်ခေါင်းတောက်တွေဆိုလာကြတယ်အဲဆိုကိုက်ဒီရဲ့ဒါကျေးဇူးလည်းပါမှာပေါ့နော်ဒါလေးဟိုတင်တင်ချားလာကြတယ်နောက်ရင်ချင်းမှုတက်ကူကကလေးလေးလည်းတင်ချားလာကြတယ်ဒီအတွက်ကြောင့်အထူးပဲကျေးဇူးတင်တယ်အဲ့တော့မင်းသားမှန်လို့ရှိရင်ဒီနှစ်ပါးသွားကမပါလို့ မရဘူးဇက်မာနှစ်ပါအငိမ့်မာဆိုလို့ရှိရင်မင်းသမီးဇက်မာဆိုလို့ရှိရင်မင်းသားအဲ့လိုပေါ့နော်အငိမ့်ကဆိုတော့အငိမ့်မင်းသမီးမကလို့မရဘူးလေစိတ်ရှုံးနေဟိုပြီးပြီးသွားလို့မရအဲ့သဘောပါပဲအဲ့ဒါပါဟုတ်အဲဘလို့ခက်ခဲလို့ရှိနိုင်မလဲဆိုတော့ तू ကကြတော့ तू အတန်မဆိုးရတယ်ဒါပေမဲ့ तू ကိုတင်ပေးရတာပေါ့အဲ तू ကိုဘလို့ဆိုရမလဲဒီအခုခွန်တောက်ဆိုမဲ့ဆိုတော့ तू ကိုလှုပ်လှုပ်ကြည့်ခိုင်းထားပါရဲခွန်တောက်လေးလည်း तू တင်ပေးထားရဲကြဒါပေမဲ့ဒီပွဲမှာတော့ तू ကို လုတ်တော့လုတ်ခိုင်းတာတယ်အစီအပြင်တော့သူစူပြပါလိမ့်မယ်အဲ့ဒါလေးလည်းလုတ်ခိုင်းတာတယ်ပြီးတော့တခြင်းမှာဆိုလို့ရှိရင်သူရဲ့ဟိုနှစ်ပါးအထွက်တခြင်းလေးဒါပေမဲ့ခစ်ဆန်ဆန်လေးပါဒါလေးကတော့ခစ်ဆန်ဆန်လေးနဲ့သူ့ကိုလုတ်ပေးကြတယ်နေဂျီရီပါရီကတော့သူ့ကိုမတင်ရသေးဘူး လေးကလောလောဆယ်မှာတော့သူ့ကိုတင်ပေးထားတာဒီအကိုတို့တင်တာဒီနှစ်ပါးလေးကိုသူတို့ကတ်တက်အောင် လောလောဆယ်မှာအကလေးကိုကနိုင်အောင်လောက်ပဲတင်ပေးထားတယ်။တိကျကာကာနာနာကြက်ကြက်နဲ့နဲ့တင်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3 4လယူရဲ့အချိန်တော့တင်ပေးရမှာမယ်။ဒါပေမဲ့ तू ဒီအချိန်တော်တွင်းမှာဒီလောက်လေးလုံနိုင်တာဒါသူ့ချီးကျူးရမှာပေါ့နော်။ခုဆိုလို့ရှိရင်သူ့ကိုတင်ပေးတာတော့အဲဟို तू နဲ့ live ဖက်မဲ့ဟာတော့ချစ်စရာလေးများစုပေါင်းထားရတဲ့တပင်။တာမလေးများဖော်စီထားရတဲ့တပင်။အဲဒါဆိုအကိုဆိုရင်တီးလုံးသာဒီအကိုဆိုရင်ခုနောက်ဆုံးမဲ့ဆိုလို့ရှိရင်ပတ်တံပေးရတယ်လေ။ပတ်လုံးသာပေးပြီးမှ ဆိုရတယ်အဝိဇ္ဇတာတချက်ချင်းဆိုလဲသူတို့ဆိုဒါမျိုးမရဘူးဗောနော်အဲ့ဒါမျိုးစုံနိုင်အောင်ဒါဆိုရင်တော့သူတို့တော်ကျင့်ပေးရမယ်သူလည်းအလိုပြောထားတယ်ညီလေးစုကန်နေတဲ့ကတော့ပြတိုင်းနဲ့သူပတ်လုံးနဲ့ပေးလိမ့်မယ်အဲ့ဒီအတိုင်းလို့လိုက်နာထောင်ပြီးဆိုအဲ့ဒါလေးတော့တင်ပေးထားပါတယ်အခုကလူငယ်တယောက်အနေနဲ့သဘင်ကိုဝါသနာပါဆိုအခုအနေနဲ့ချီးကျူးတာပျော်လဲပျော်တာဗောဝမ်းလဲဝမ်းသာဖြစ်တော့ဗျာတကယ်လို့သဘင်မင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခေလူငယ်တယောက်နောက်ပြီးတော့ model ပြီးတော့သူကရုပ်ရှင်ဘက်ကလူတယောက်ကသဘင်ကိုဝါသနာပါတယ်ဆိုတော့ ဝန်လာတာပေါ့ဗျာအဲအခုလာတာဒါဆိုအခုတို့ဒါနောက်မျိုးဆက်ခေါ်ပါအခုတို့ကလက်ဆင့်ကမ်းပြီလက်ဆင့်ကမ်းတော့လက်ဆင့်ကမ်းတည်ဆောင်တဲ့လူတွေအခုလို့ပဲသူတို့နောက်ထပ်မျိုးဆက်လေးတွေထပ်ပြီးတော့လာမဲ့လူတွေအဲ့လိုလက်ဆင့်ကမ်းတယ်အောင်အခုတို့မှာတင်ချမ်းပို့ချပေးရမယ်ပြီးလို့ရှိလို့ရှိရင်သူတို့ရဲ့လိုအပ်ချက်လေးတွေဘာလိုအပ်လဲအခုတို့ကဖေးမရမယ်ကြီးစုရမယ်အခုလည်းကိုယ်လည်းကိုယ့်ရဲ့မိရားတဲ့လူတွေရှိတယ်တို့လူပဲအခုဆရာလေးတို့တို့မှာထပ်ပြီးအပေါ်မှာရှိဒီလိုပဲအဲ့လို lesson 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 ကမ်းပြီးတော့မှအကိုတို့သဖြင့်ပညာတိတ်မြောင်းနေတဲ့နေပါတယ်เนาะ လွယ်မြောင်နဲ့လေခက်မြေကိုကိုတို့ကဒေါင်လိုက်ဖြတ်ခွင်းချက်ချင်းရတယ်အလျားလိုက်ကြီးကူးနေဘယ်တော့မှမရဘူးဆုံးကမ်းမတိုင်ဘူးဗျမုန်းကုတ်ဆောင်ဝိုင်းရတာဝေဝေဆိုအဲ့လိုပဲเนาะအကိုတို့ပညာကြီးလုံးဝခိုင်းရင်ပါတယ်အဲ့လိုပညာဝမသူလေးလာလိုက်စားရတယ်လေဝမ်းသာပီတိဖြစ်ပါတယ်အကိုတို့ကလည်းသူတို့ရဲ့ဝါသနာပေါင်းမှုကိုလည်းကိုတို့ကချင်းမြင်ချင်းမြင်ပေးဖို့မြောက်စားပေးဖို့ကကိုတို့ရဲ့တာဝန်ပါဟုတ်ကဲ့တည်ချင်ချာကြကြနနမတင်ရသေးတဲ့အတွက်ကြောင့်ပေါ့เนาะအဲထိုင်ကနေတော့မကြသေးဘူးပေါ့ထိုင်ကနေကြကြတင်မယ်ဆိုလို့ရှိရင်တော့ခုနပြောသလို၃လလောက်က အခြေခံကျတာတင်လိုက်ပြီဆိုလို့ရှင်တော့ဒီကလေးဒီတေချာကတက်သွားလိမ့်မယ်ဘာလို့လဲဆိုဒါပါမီနဲ့လည်းသက်ဆိုင်တယ်အကိုတို့ကကြတော့ဆွေရှင်မျိုးဆက်အဖိုးအားအဖိုးရှင်ဖြစ်တဲ့အတွက်ကြောင့်မျိုးဆက်ငယ်ရဲလည်းကလည်းတဲ့ကြောင့်ကိုတို့ဒီဆရာတင်းလည်းကတင်ခဲ့တဲ့ဆရာတွေရင်ကြီးမှုကဆရာတွေဖြစ်တယ်တေချာလည်းတင်ခဲ့တယ်အဲ့တိုင်းမှာပဲသူဒီဝန်သားအရင်ကပါပြီးသားဖြစ်တယ်ပါမီဗီဇသူပါလာလို့ရှင် တက်မြောက်ဖို့လွယ်ပါတယ်အချိန်ဘလောက်တိတ်မရှိပြဒီဘန်ကောက်ပွဲတော့ရတဲ့သူဥရှိတို့တော်မိုးတွေပဲကခဲ့တယ်အမှန်တမ်းအပြောလို့ရှင်ပြီးခဲ့တဲ့အဲတချံပြီးတော့သူဒီပွဲအတွက်ဆိုလို့ရှင်တော့တစ်လလောက်တော့အချိန်ယူခဲ့တယ်ပေါ့ဟုတ်ကဲ့အဲဘလောက်ရခဲ့နေဦးဒီချင်းနဲ့အခုဆိုရင်တော့50 50ပေါ့အဲ50 50ဆိုတော့ချိန်နေပါတယ်ဘာလို့လဲသူ့ရဲ့စူးစမ်းမှု50ရန်ကုန်ချိန်တယ်ချိန်နေဟာကတော့သူ့ရဲ့မတက်မြောက်သေးတဲ့ဟာတော့50ရန်ကုန်လိုအပ်ချက်ရှိသေးတယ်ပေါ့ဒီလာကြည့်မယ်ပြည်သက်တွေအတွက်ကျွန်တော်တို့ဒီဇိုင်းနိုင်ပွဲတော်ကြီးမှာကျွန်တော်တို့သဘင်ရုပ်ရှင်ဂီတပေါင်းစည်းပြီးတော့ဖြောပြတယ်အဲ့ဒီတော့ကြောင့် ကျွန်တော်တို့တစောင်းနိုင်ညရဲ့နော်အဲတခွေးညလိုပြောလို့ရတယ်တစောင်းနိုင်ဘွဲ့လိုညလိုပြောတယ်တစောင်းနိုင်ဘွဲ့မှာကျွန်တော်တို့မြမရိုးရာဒလိထုံးစံဘုံကထိန်နေနော်လှဲကြတယ်ပြုတ်ကြတယ်ဒါကျွန်တော်တို့ရဲ့မြမရိုးရာဒလိပါနော်အဲကျောင်းမာသိန်းတဲ့နော်ကထိန်မာသင်ကန်တဲ့နော်အဲ့တော့ကြောင့်အမတန်မထူးမြတ်တဲ့ကောင်းမွန်တဲ့တစောင်းနိုင်ဘွဲ့မှာကျွန်တော်တို့ပွဲခင်း everybody holiday မှာကျွန်တော်ပြောပြောရှင်နေတပင်ရုပ်ရှင်ဂီတအမှုပညာ ဒီလိုညီကိုမားတွေပျော်ပျော်ရွှင်ရွှင်တင်ဆက်တဲ့ပွဲတော်ကိုလာရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေ။เนาะ application နဲ့လွှင့်လို့လည်းကြားပါရစေเนาะ။အရင်လဲကြည့်လို့ရပါတယ်။ရက်ဝေးရောမြန်မာနိုင်ငံတဝမ်းလုံးမှာရှိကြသောရက်ဝေးပြည်သူများပြည်သူတွေကနေတော့အားပေးရမြောက်စားတဲ့ကျွန်တော်တို့ဥပညာရှင်တွေကိုအားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ။မြန်မာစတာပါစား